ားပါရှင်ခေတ္တတလီဝေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးလက်တလုံးဖြစ်ပါနေသည့်ကြောက်ပြတိုက်ပွဲအတွင်းစစ်တပ်ကကြာဆုံများနေပြီးစစ်သားအလောင်းများမြေပြင်မှာကောက်မယူနိုင်လောက်အထိပြန့်ကျဲနေသောသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လက်တလုံးအပြင်းထန်ဖြစ်ပွားနေသည့်တကြောပြန်ကြဖြူတိုက်ပွဲအတွင်အကြမ်းမတ်စစ်တပ်ဘက်ကအကြမ်းဆုံးအလွန်များနေပြီးရဝလောင်းများမှစစ်မြေပြင်မှကောက်မယူနိုင်လောက်အထိပြန့်ကျဲနေကြောင်းစစ်မြေပြင်သတင်းရှင်းပြများအရသိရှိရပါသည် ၎င်းအလားများကိုကြပြူမျိုးနဲ့မင်ခုံတိုင်းရေနံနာဝင်းချင်းတိုင်းချောင်းရွာဝင်းချင်းတိုင်းချောင်းနဲ့ဆိုင်ချောင်းချောင်းဝင်းကျင်တို့မှအပုံပုံပြန်ကျဲလေးရဲ့ရှိချောင်းစစ်မြေပြင်တရင်စစ်မြေတအူးကပြောပါတယ်နှစ်ဖက်တိုက်ပွဲကလည်းအပြင်းထန်ဖြစ်နေတဲ့စစ်တပ်စစ်ကြောင်းတွေကထွက်မရောက်တော့ဂျုံချက်နေပြီ ဘုံကြီးလက်နက်ကြီးတွေနဲ့ပစ်ကူတဲ့အေအေကလည်းအထွက်မပေးဘူးဟိုဘက်ဒီဘက်နှစ်ဘက်စလုံးထွက်မရအောင်ညှက်ပစ်တိုက်တဲ့စစ်သားအလောင်းတွေပုံနေတဲ့ကောက်မယူနိုင်တဲ့အထိပြန်ကျနေတဲ့အပုံနဲ့တွေထားနေတဲ့အလောင်းတွေအစုံအပြုံလိုက်ဖဲလို့ပြောပါတယ်အာရခတတော်ကကြောက်ဖြူနိုင်ပွဲကိုရခုရပိုင်းအတွင်းစစ်ဆင်မြင်ပြီးတိုက်ခိုက်နေတာကြောင့်စစ်ဦးကျော်လာသည့်တိုင်ချောင်းမင်းမြေရှိစစ်ကြောများသာမကစစ်ကုံလာသည့်စစ်ကြောများမှလည်းအထင်နာကဒရန်ရသူများကိုဆွဲထုတ်ရမရနိုင်အောင်တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့၎င်းကပြောပါတယ် စစ်ကူလာတဲ့စစ်ကြောင်းတွေလည်းအေအေစီမှာကြားဖြတ်တိုက်ခတ်နေရတယ်။အေအေကစစ်ပရိရဲ့အရာနောက်ဆုတ်ပေးတာကိုအနိုင်ရတယ်ထင်ပြီးတက်လာတော့အခုဝိုင်းဝန်းချိန်မှခံရတော့စစ်တကအရန်အသေးဆုံးများနေတယ်။အရင်ဒေတာတွေထက်အခုဒေတာတွေအများကြီးပဲတိုက်ပွဲကလည်းအခုတိပြင်းနေတုံမှာပဲလို့ပြောပါတယ်။လက်ရှိမှာမင်းမြင့်စီမိုးလီဝဒါရေတာစကန်ရှိသည့်တောင်းနေဆိုင်ချောင်းဆယ်တောင်ပေါ်မှာတိုက်ပွဲဖြစ်ပွားနေပြီးအေအေကလက်နက်ကြီးများဖြင့်လက်တော့မြက်ပစ်ခတ်လျက်ရှိတယ်လို့ဆိုပါတယ်။ တောင်အထက်ကစက္ကမတသားတွင်အောက်ကိုမစင်းရဘူးစင်းရင်အေးအေးစီမှအစော်ခံရမှာကိုကြောင့်လုံးလက်နဲ့ကြည့်ပဲတရဆက်ပြင်းနေတယ်အေးတလာမှာကိုကြောင့်လုံးခုအေးအေးကလည်းလက်နဲ့ကြည့်နဲ့ပြန်စော်တယ်လို့ပြောပါတယ်လက်ရှိတိုက်ပွဲမှာလည်းမင်းပြင်းအနီအနာဝင်းချင်းတိုင်ချောင်းဘတ်တို့မှတိုက်ပွဲများဆက်လက်မြင့်တက်လျက်ရှိပြီးရမန်နေညာကနေယနေ့နဲ့နဲ့အထိလက်နဲ့ကြည့်ပြစ်ခတ်တမ်းများကိုမြို့ပေါ်ကကြားနေရကြောင်းဒေသခံများကပြောပါတယ်စတေမလာ၃ရက်နေ့နနက်9:00ကျော်ကလည်း ။နေပြည်တော်ကျင်းရွာအနီးစပိုင်းကမှစပိုင်းရိတ်သိမ်းနေစဉ်ဆဲအုပ်စုကဒေုံပြေပုံချက်တခိုင်ခဲ၍စပိုင်းရိတ်သိမ်းနေသည့်စစ်ဆောင်သားမိနှစ်ဦးသေဆုံးခဲ့ရပါတယ်ရှင်။ဆက်လက်ပြီးမန္တလေးမှာဒေါက်တာဒေစာဆန်ဆန္ဒပြခဲ့သည့်ဇေဒန်နေရာကိုအလဲပိုင်းနဲ့စစ်ဌာနချုပ်တိုင်မှုအမိန့်ဖြင့်ဖြက်စည်းကိုင်းဆွဲတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မန္တလေးတိုင်းဆိုင်းရင်တာဆန်းမြို့နယ်မှာရွေးကောက်ပွဲဆက်ကျင်ရေးဒေါက်တာဒေသာဆန်းဦးဆောင်ဆန္ဒပြခဲ့သည့်စေတန်းနေရုံကိုအလဲပိုင်းနဲ့စစ်ဌာနချုပ်တိုင်းမူပုံမှုချုပ်တင်မင်းလက်အမိန့်ဖြင့်ဖြတ်စည်းခိုင်းခဲ့ကြောင်းမန္တလေးစီပင်သတင်းရက်ကွက်ကပြောဆိုပါတယ် ဒီဇင်ဘာလ3ရက်နေ့လူမှုအရေးတော်ပုံကားဆောင်များဖြစ်သည့်တောက်သားဒေသဆန်ကိုနန်လင်းနှင့်ကိုခန့်ဝေဖြိုးတို့အပါအဝင်ရဲဘော်ရဲဘက်များပြည်သူလူထုနှင့်အတူပူးပေါင်းကောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြခဲ့ကြကြောင်းအဆိုပါနေရာမှာမန္တလေးတိုင်းချိုင်းဧသာဆန်မြို့နယ်ရှိလမ်းပင်စေတံဖြစ်ပြီးရင်းစေးဆိုင်များကိုဒီဇင်ဘာလ၄ရက်နေ့ည၇နာရီဝန်းကျင်အချိန်တိုင်မှုအမိန့်ဖြင့်စစ်တပ်နဲ့စေဘင်းကဝင်ရောက်ဖျက်ဆီးခဲ့ကြောင်းစေဘင်းတရင်ချင်းမြင့်နေဝိုင်းအော်မန္တလေးတာဝန်ရှိသူကပြောဆိုပါတယ် တိုင်းမူအမိန်နဲ့ဖြတ်ခိုင်းတာပိုင်းအဲ့ဒီဆိုင်နှံတွေကစီပင်ကဈေးကောင်းနဲ့ခွင့်ပြုထားတဲ့ကြံကြံဈေးဆိုင်နှံတွေပိုင်းအခုအဲ့ဒီနာမှာဈေးဆိုင်ပြန်လာဖွင့်ရင်ဖက်စစ်အရေးယူခံရမယ်လို့မန္တလေးစီပင်သတင်းရင်းမြစ်ကပြောပါတယ်စစ်တပ်ကဆန္ဒပြပွဲဖြစ်ပွားခဲ့ရာချမ်းရည်သာဆန်မြို့နယ်ချမ်းရည်သာဆန်အနောက်ရက်ကွက်29လမ်း84 85လမ်းကြားရှိလမ်းမေးဈေးဆိုင်များကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီးအနည်းဆုံးဆိုင်ခန်း90ဝန်းကျင်ဖျက်ဆီးခံခဲ့ရကြောင်းသိရပါတယ် အဲ့နေရာကအရင်ကလေးကလမ်းမေးကိုကျူထားတယ်ဆိုပြီးဖြတ်ဖို့ပြောထားတာစစ်ကွေးတွေဖြတ်သွားတာကရှေ့မှာကျူပြီးစောက်ထားတာတွေကိုဖြတ်တာပါအေးစင်ကပုံမှန်ငါထားတဲ့ဧရိယာအထက်ရှေ့မှာငါးပေလောက်ကျူပြီးအမိုးလောက်ထားခင်ထားတာတွေဖြတ်ခိုင်းတာအဲ့ဒါကိုတော်လန်လူငယ်တွေကြောင့်ဖြတ်ရတယ်လို့ပြင်အောင်လုပ်သွားတာလို့ဘိုင်အိုမန္တလေးတာဝန်ရှိသူကပြောဆိုပါတယ်ထိုလိုဆန္ဒပြပွဲပြုလုပ်နေချိန်မှာမြန်အောင်လိုင်းကပြင်းဦးလင်မျိုးစစ်တင်နန်းစစ်ပွဲကိုတက်ရောက်ကစကားပြောနေခြင်းဖြစ်ကြောင်းဒါအပြင်မန္တလေးမြို့နယ်စစ်တပ်ကလုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှာ ပြည်သူလူထု၏ပါဝင်ကူညီဆောင်ဆောင်မှုနှင့်အတူတပိတ်ကောင်းဆောင်များအလုံးအနေရကင်းစင်းခဲ့ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးမြဝတီမြို့နယ်မင်းလက်ပန်ကျင်းရွာအနီးတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကမြန်မာဗမာပြည်ခတ်သည့်လက်နက်ကြီးကြီးထိမှန်၍ထိုင်းနိုင်ငံသားတအူးအပြင်းထန်တရားရာဆက်တရင်ဝတ်တင်ဆက်ပေးမှဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောင်းပြည်မြို့နယ်မင်းလက်ပန်းကျေးရွာအနီးစစ်တပ်နဲ့ KNL လေးတပ်များအကြောင်းတိုက်ပွဲပြင်းထန်ဖြစ်ပွားနေကမြန်မာဘက်မှပြစ်ခတ်တိလက်နက်ကြီးကြီးထိမှန်၍ထိုင်းနိုင်ငံသားတအူးအပြင်းထန်တရားရရှိကြောင်းထိုင်းမြန်မာနယ်စပ်စည်ရေးသတင်းရှင်းပြကပြောဆိုပါတယ်။ ယနေ့ဒီဇင်ဘာလ9ရက်နေ့နနက်7:40မိနစ်အချိန်မင်းလက်ပံကျေးရွာအနီးတိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးနောက်မြန်မာဘက်မှပြစ်ခတ်သည့်လက်နက်ကြီးကြီးက ထိုင်းနိုင်ငံဗချန်တို့ကြားရောက်ပောက်ကွဲခဲ့ကောင်ထိုင်းနိုင်ငံသားတအူတရားရရှိခဲ့ကြောင်းတရားရရှိသည့်ထိုင်းနိုင်ငံသားမှာတကြီးပိုင်းအမျိုးသားတအူဖြစ်ပြီးနေအိမ်မှာရှိနေစဉ်မြန်မာဘက်မှလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲ၍တရားပြစ်ထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်တရားရသွားတဲ့ထိုင်းနိုင်ငံသားတက်ကြီးပိုင်းအမျိုးသားကတရားပြစ်ထန်တယ်လို့သိရတဲ့ ထိုင်းစစ်တပ်ရောထိုင်းအာဏာပိုင်တွေရောအကုန်ရောက်လာပြီးတော့လက်နက်ကြီးကြတဲ့နေရာကိုမှတ်တမ်းတင်သွားတယ်လို့ထိုင်းမြန်မာနယ်စပ်စီးရဲတရင်ချင်းမြစ်ကပြောဆိုပါတယ်။အလားတူဒီဇင်ဘာလ3ရက်နေ့ည9:35မိနစ်အချိန်မြန်မာဘက်မှပြစ်ခတ်သည့်ကြီးစံကထိုင်းနိုင်ငံမင်းဆောက်ဘတ်ချန်ရှိကျေးရွာအတွင်သို့ကြာရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးချင်းဘယ်ဘက်ခြေထောက်ကိုထိမှန်တရားရရှိခဲ့ကြောင်းရင်နောက်ထိုင်းအန်နာပိုင်များကကြီးထိမှန်တရားရရှိသည့်ထိုင်းအမျိုးသမီးကြီးကိုတွားရောက်ကြည့်ရှုပြီးမဲဆောက်စေရုံသို့တင်ပို့ခဲ့ကြောင်းသိရပါသည်။ ဖန်စစ်တပ်ကလက်နက်ကြီးကြီးစံများထိုင်းမက်ချန်တို့ကြာရောက်နေမှုနဲ့ပတ်သက်၍မြန်မာပတ်ချန်တို့တရားဝင်ကန်ကွက်စာပေးပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တချောင်းမှာလုံခြုံရေးပုံမိုတင်ကျပ်ထားပါတယ်။နိုဝင်ဘာလ30ရက်နေ့ကလည်းမြဝတီမြို့နယ်မင်းလက်ပန်းအနီးတို့စစ်တပ်ကအလုံးရင်ဖြစ်စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကိုခေခေပတ်အတွင်မှစစ်တပ်က၎င်းမြဝတီမြို့ဆောင်တန်း2ခွန်5တပ်က၎င်းလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ကြောင်းမြန်မာစစ်တပ်ကပြစ်ခတ်သည့်လက်နက်ကြီးများမှာ ထိုင်းနိုင်ငံတဲတို့ကြာရောက်ခဲ့ပြီးမြန်မာရွှေပြောင်းအလုတ္တမနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာလည်းမြန်မာစစ်တပ်ကပြစ်ခတ်သည့်လက်နက်ကြီးကြီးများကထိုင်းနိုင်ငံတဲတို့ထပ်မံကြာရောက်တာကြောင်းထိုင်းစစ်တပ်ကသတိပေးမိကြီးများမြန်မာဘက်တို့ဖောက်ခွဲပြစ်ခတ်ခဲ့ကြောင်းသိရပါသည်နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်သို့မြန်မာဘက်မှပြစ်ခတ်သည့်လက်နက်ကြီးကြီးများကြားရောက်ပြီးနောက်တောင်ရင်မြစ်ကိုဖြတ်ကူးသည့်နေဆက်ကိန်းများအလုံးကုန် ထိုင်းအာဏာပိုင်များက9ရက်တည်တည်ပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ3ရက်နေ့မှာထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်ရှင်ဆလပင်ရေတကြိုခလာရ29ခွန်တရင်မှာတရေပေါ်ကြီးတန်တန်ဦးကိုအစင်ဖမ်းမိပေမယ့်ပြည်လဲခုခံတိုက်ခိုက်တာကြောင့်ပြစ်ခတ်ဖမ်းဆီးရမှာပွဲချင်းမိသေးဆုံးဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မကွေးတိုင်းရေစကြောမြို့နယ်ခလာရ25ခွန်တန်ရင်မှာတရေဖို့ကြီးတနန်ဦးကုံအရှင်ဖမ်းမိပြီးစစ်စေးရန်ဆိုင်ခန့်ဖြစ်ခေါ်ဆောင်လာစဉ်ပြန်လည်ခုခံတိုက်ခိုက်တာကြောင့်ပြစ်ခတ်ဖန်စီရမနေရမှာပြီးတေဆုံသွားကြောင်းရေစကြောပကဖာမတာဝန်ရှိသူကပြောဆိုပါတယ်ဒီဇင်ဘာလ3ရက်နေ့ညနေ4နာရီခန့်ကရေစကြောမြို့နယ်ဖူလုံကျေးရွာဘီလီယက်ကုံမှာကျူထိုးနေသည့်ခလာရ25တန်မှတရေဖို့ကြီးတနန်ဦးခေါ်အေသူကို ရေတကြိုပကဖားရဲဘော်များကဝင်ရောက်တိုက်ခိုက်ပြီးဆိုင်ခဲဖြစ်တင်ဆောင်၍ခေါ်ဆောင်လာစဉ်လမ်းတနီယာအယောက်ရဲဘော်များ၏လက်နက်ကိုလူ၍ပြန်လည်ခုခံခဲ့တာကြောင့်ပြစ်ခတ်ဖန်စီရနေရာမှာပင်ပွက်ချင်းမိတည်ဆုံခဲ့ကြောင်းသိရပါသည်ကျွန်တော်တို့ကထောက်လန်းနေတာကတော့ကြာပြီကျူကုံမှတူတယောက်ထက်ရှိနေပြီဆိုတာနဲ့ဝင်ဖမ်းခဲ့တာဝင်ဖမ်းပြီဆိုတော့ဆိုင်ကနဲ့တင်ပြီးခေါ်လာတဲ့အချိန်ဆိုင်ကေပေါ်မှာခုခံတော့ဆိုင်ကလေးသွားတာအဲ့ဒါနဲ့ရဲဘော်ကချက်ချင်းမင်းအဲ့ဒီနေရာမှာပင်ပြစ်ခတ်ရှင်းလင်းလိုက်ရတာကျွန်တော်တို့စစ်စစ်မဲ့နေရာအထီကိုမရောက်လိုက်ဘူး လက်နက်တွေမပါဘူးလို့ရေတကြောပကဖားမှတာဝန်ရှိသူကဆင်ပြပါတယ်။သင်ဆောင်သားသည့်တရဲဖို့ကြီးတနန်ဦးထံမှဆိုင်ကယ်တစ်စီးဖုံးသုံးလုံးငွေသားသုံးသိန်းမှတ်ပုံတင်နှစ်ခုတို့သိမ်းဆည်းရရှိခဲ့ကြောင်းတေဆုံးရုံအလောင်းကိုည၈နာရီခန့်မှာခလရယာနှစ်ခွန်ကတရင်မှာလာရောက်ကောက်ယူသွားကြောင်းသိရှိရပါတယ်ရှင်။